ဒီလိုအချက်တွေကြောင့် Miss Universe မြန်မာ2026အဖြစ်နိုင်ငံကုံဆောင်သွားမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့သဲစုငိန်။အလမဲလောကမှာဖန်ရအတောင်တင်းစွန်အလမဲကိုပြပါဆိုရင် Miss Grand အလမဲသဲစုငိန်ကိုပြရမယ်ထင်ပါတယ်။အတန်ငယ်ပေမဲ့အရင်ချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့သဲစုငိန်မှာသူမကိုထီမိပွက်မယ်ဆိုတဲ့အထိဖန်ရအများပြသူလေးဖြစ်ပါတယ်။သဲစုငိန်ကမြန်မာဖန်ရတောင်တင်းသလို International Fan လင်းအင်အားအပြည့်ရှိသူပါရှင်။ Miss Grand International ကိုဝင်ပြိုင်ခဲ့တဲ့ဆိုပေမဲ့ဆုနဲ့ပတ်သက်ပြီးတော့ကြည့်ရထားခဲ့တဲ့သဲစုငိန်ကအခုတော့အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးတက်လက်ဖြစ်နေခဲ့ပါပြီ။ဒါရီအလုံးကတဲစုညင်းရဲ့ပါရမီအပြည့်ရှိတဲ့အရေးအချင်းကောင်းတွေကြောင့်လဲပါတယ်လို့သူမရဲ့ဆရာထွန်းအလုံးရဲ့ပံပိုးပေးမှုတွေကြောင့်လဲပါတယ်လို့ပြောရမှာပါ။ဆရာကောင်းတပည့်ပန်ကောင်းပန်ဆိုသလိုအလောင်းမဲ့လောကမှာရောတယောဆောင်လောကမှာပါဆရာတပည့်နှစ်ယောက်စလုံးကအောင်မြင်မှုအတိအကျရရှိထားကြသူတွေဖြစ်ပါတယ်။ဆရာထွန်းအလုံးကသူကင်တွေ့ခဲ့တဲ့ Miss Grand မြန်မာကိုလည်းအများချက်ထူးချွန်ထက်မြက်တဲ့အလောင်းမဲ့တွေကိုမွေးထုတ်ပေးနိုင်ခဲ့တာပေးသူတို့အလုံးလည်းအတိပါပဲနော်။အလောင်းမဲ့လောကကိုစိတ်ကုန်နေကြတဲ့အထိဖြစ်ခဲ့ရတဲ့အလောင်းမဲ့ဖန်တွေကဆရာထွန်းရဲ့ကြိုးစားမှုတွေကြောင့် ့်တဖန်ပြန်လည်အပြည့်မှုတွေရရှိခဲ့ပါတယ်။ဒါပေမဲ့ဆရာသူကတော့ Miss Grand International ဆင်းရဲထက်မှာ Mr. Network နဲ့အကြီးအကျယ်ပြဿနာတက်ခဲတာကြောင့်လမ်းခွန်လိုက်တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဆရာသူက Miss Cosmo မြန်မာအတွက် license ဝယ်ယူကန်ကြွယ်ပြီးတော့နိုင်ငံတကာဆင်းရဲထက်မှာသူ့ရဲ့သမီးတော်မြင့်မြတ်မှုကိုဝန်ရောက်ပြီးတော့ရှင်းပြန်စီခဲ့ပါတယ်။ဆရာသူရဲ့သမီးတော်တွေကအရေးချင်းရှိကြသူတွေဖြစ်တာကြောင့်မြင့်မြတ်မှုကလည်းနိုင်ငံတကာက gift site စောင့်ကြည့်ခံရတဲ့အလှမဲ့တရားဖြစ်ခဲ့ပါတယ်။အခုလည်းဆရာသူက Miss Universe ရဲ့ National Writer Line Single ဝယ်ယူလိုက်ပြီးဖြစ်တဲ့အကြောင်းပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ င်း Miss Universe တာဝန်ရှိသူတွေနဲ့အတူပြီးခဲ့တဲ့နှစ်က Miss Universe အလှမယ်တို့နဲ့အတူတူဓာတ်ပုံတွေတွေ့ရခဲ့ကြတာဖြစ်ပါတယ်။ ဆရာထုအနေနဲ့ကတော့ Miss Universe license အတွက်တင်းတောင်းချေအကုန်ကြခန်းကဝယ်ယူခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်အလောင်းမဲ့လောကကို supporting အပြည့်အဝပေးနိုင်တဲ့ထွန်းလွန်လို့ writer မျိုးကိုတော့ပြည်သက်တွေကအပြည့်အဝထောက်ခံအားပေးနေကြတာအမှန်ပါပဲရှင်။ဒါကြောင့်လာမယ့်နှစ်တွေမှာတော့ Miss Universe မြန်မာကအလောင်းမဲ့တွေကနိုင်ငံတကာစင်မြတ်ချက်မှာနေရာကောင်းတစ်ခုရရှိပိုင်ဆိုင်နိုင်မယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဆရာထုအလို့ဥဆောင်တဲ့အလောင်းမဲ့ပွဲဖြစ်နေလို့လည်းရေကုန်ရေခန်းအားပေးသွားကြမယ်ဆိုတော့ပြည်သက်တွေကတီးတန့်ကိုရှိနေတာဖြစ်ပါတယ်။အခုဆရာထုက Miss Universe license စင်ကာပူလိုက်ပြီးဖြစ်တာကြောင့်နိုင်ငံတကာကိုဘယ်သူကိုဆေးလွတ်မလဲဆိုတာကိုလည်းစိတ်ဝင်စားနေကြပါတယ်။ပရိသတ်တွေကတော့2026 Miss Universe အတွဲမြန်မာကိုစားပြုအလှမဲ့အဖြစ်သဲစုငင်းကိုဆေးလွတ်ပေးဖို့အတွက်တညတညွတ်ထဲပြောနေကြပါတယ်။ဆရာထူးရဲ့သမီးတော်တွေထဲမှာအသက်အငယ်ဆုံးနဲ့အရေးချင်းအရှိဆုံးအလှမဲ့ကိုပြပါဆိုရင်တော့သဲစုငင်းလို့ပြောရမှာပါ။ဒါကြောင့်လဲလာမယ့် Miss Universe အတွဲသဲစုငင်းကသာအသင့်တော်ဆုံးလို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။သဲစုငင်းရဲ့ကြိုးစားအထောက်နိုင်စွမ်းကိုလည်းပရိသတ်တို့အတိပါပဲနော်။ဒါကြောင့်လဲ Miss Universe ရဲ့ National Director License ကိုထူးအောင်လုံးကဝယ်ယူပြီးဖြစ်တာကြောင့်လာမယ့်2026မှာနိုင်ငံကုံစားအလမယ်အဖြစ်သက်စုချင်းကရှင်မြိုင်သွားမှာဖြစ်တဲ့အကြောင်းသတင်းတွေကပေါ်ထွက်နေတာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရောဘယ်လိုထင်ကြပါလဲ။ Miss Universe နဲ့သက်စုချင်းကတကယ်ရောကန့်ညီမှုရှိရလား။သက်စုချင်းကိုစစ်လွတ်ခတ်မယ်ဆိုရင်ပြည်သက်တို့ကရောအားပေးကြမှာလားဆိုတာပြည်သက်တို့ရဲ့ထင်မြင်ချက်တွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။